ပဲခူးတိုင်းပန်းနောင်မြို့နယ်ကပါစာ16ဖက်ကနေ63လုံးပွိုင်ကုန်းကိုစစ်ကူလာတဲ့စစ်ဗျူဟာကွက်ကဲမုံဌာနရှုပ်စကခ30လက်အောက်ခံတပ်ရင်းစစ်ကြောင်းတွေကိုအရခတ်တတော် AA ကမနေ့ကရှင်မုံတိုက်ခိုက်ရမှာတိုက်ပွဲတွေအတွင်းကနေစစ်သားအလောင်း9လောင်းသုံးပန်းတူဦးနဲ့လက်နက်ခေရန်စစ်အုံဆောင်ပစ္စည်းတွေကို AA ကသိမ်းဆည်းရမိခဲ့တယ်လို့ AAC ရဲ့တရင်ချင်းမြစ်တယောက်ကနှရင်းစရာကိုအတည်ပြုပြောဆိုပါရယ်။ ။အနည်းကဒီဇင်ဘာလ10ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာအရန်ပြင်းထန်ခဲ့ပြီးမနက်7နာရီလောက်ကနေတိုက်ပွဲဖြစ်ပွားခဲ့ကအဲ့ဒီတိုက်ပွဲအတွင်းကနေတုံပန်းတဦးနဲ့အလောင်းတွေလက်နက်ခင်းရံတွေကိုသိမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါရယ်။စစ်တပ်ဟာအရခတ်တတော် AA ပိတ်ဆို့ထားတဲ့63လုံး point ကိုစစ်ကူတွေမရရအောင်ပို့ဆောင်ပေးနေတဲ့အတွက်အဲ့ဒီအနည်းအနားမှာတိုက်ပွဲတွေဟာဒီကနေ့အထိဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ် 63လုံး point ကိုအနာကလီလာတောင်ပတ်ဝန်းကျင်ကအာရခတက်တော် EE ကိုလည်းဒီလာဒီဇင်ဘာလ6ရက်နေ့မနက်9:00နာရီအချိန်မှာစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့ EE တပ်ဖွဲ့ဝင်တွေကခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။အခုလို EE ကခုခံတိုက်ခိုက်တဲ့အတွက်63လုံးကုန်းကိုစစ်ကူအင်အားတွေထပ်ပို့ပေမဲ့မရောက်ပဲဖြစ်နေရတယ်လို့တိုက်ပွဲတိုင်းမှာလည်းစစ်တပ်ကအရှုံးပေါ်နေရတာဖြစ်ပါတယ်။ဒီဇင်ဘာလ9ရက်နေ့8ရက်နေ့တွေအထိ စစ်တပ်ဟာထိုးစစ်ကိုအင်တိုက်အာတိုက်ဆက်လက်ပြုလုပ်နေခဲ့ပေမဲ့လည်းအရင်ကနေရက်တွေနဲ့နှီးတူအထီးအခအကြဆုံးတွေများပြီးတပ်ပြေးတွေလည်းများပြားနေက AAC အလင်းဝင်ရောက်သူတွေလည်းရှိနေတာဖြစ်ပါတယ်။အခုလိုအခြေအနေတွေကြောင့်စစ်တပ်ရဲ့ထိုးစစ်စစ်ကြောင်းဟာကစင်ကလေးအဖြစ်ပြီးအထိနာနေတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိစီးရေးသတင်းတွေအရလက်ရှိဖြစ်ပေါ်နေတဲ့အာရခတက်တော်နဲ့စစ်တပ်တို့ရဲ့တိုက်ပွဲဟာ ရခိုင်ပုဂိုလ်နေဆက်မဟုတ်တော့ဘဲပုဂိုလ်တိုင်းအေယာဝတီမြေအနောက်ဘက်ခြမ်းအထိကိုနက်နက်ရှိုင်းရှိုင်းဖြစ်နေပြီလို့စီရီတရင်ရင်မြေတွေကပြောကြပါဗျ။